အဖေမရှိတော့တဲ့သားလေးကိုအားမငယ်စေဖို့ဖိုင်စတာအစင်ရှိအလို့ချီဟိုတယ်မှာတင်းတောင်းချီအကုန်ကြခံပြီးအခုလိုရှင်ပြုတ်ပေးခဲ့တဲ့ရုံးဝတီလိုမျိုး လောကကြီးမှာအာကိုစရာအဖြစ်မရှိလဲမိသားစုဆွေမျိုးတွေရဲ့အေးအဝါတာတွေကြောင့်အေးချမ်းပျော်ရွှင်စွာအနည်းရလေးတွေကိုပိုင်ဆိုင်နေတာကတော့တာလီလီယန်ပါရှင်။တန်ငယ်လီလီယန်ကငယ်စဉ်ကတည်းကမိဘမျက်တာငတ်မှုခင်ရပေမဲ့အဖိုးဘွားတွေရဲ့ချစ်ခြင်းမြတ်တာတွေကိုအပြည့်အဝရရှိခဲ့သူလည်းဖြစ်ပါတယ်။အခုဆိုရင်မိခင်ယွန်းအတီလိုမျိုးကိုရိုင်းကလည်းအနာမပြုစုဆောက်ရှောက်ပေးနေပြီးတန်ငယ်လီမျက်နှာမငယ်ရစေဖို့အတွက်ရှင်မျိုးနာသာအလူတော်မင်္ဂလာပွဲကြီးကိုလည်းခမ်းနားစွာနဲ့ပြုလုပ်ကြမှာခဲ့ပါပြီ။ ဒီလိုအလှပွဲမျိုးဆိုတာကမိခင်နဲ့ဖခင်ကရှေ့ဆုံးကနေကတော့ပွဲရွက်ပြီးတော့ပြုလုပ်ပေးရမှာဆိုပေမဲ့တားငလေးလေးရဲ့အတွက်တော့ဖခင်နေရာကလုကင်းနေခင်ရပါတယ်။ဒါပေမဲ့တားချစ်မြင့်နှစ်ဆိုသလိုတမိကိုလည်းအရန်ချစ်သလိုမိကိုလည်းအချစ်ပိုလာတဲ့မင်းသားကြီးလိုမျိုးကဖခင်နေရာမှာဝင်ရောက်ပြီးတော့မိငယ်လေးအတွက်ရှင်ပြပွဲကြီးကိုခန်းခန်းနာနာကြီးကိုပြုလုပ်ပေးခဲ့ပါတော့တယ်။အခုအချိန်ဆိုရှယ်မီဒီယာမှာတွေ့မြင်နေရတဲ့မင်းသားကြီးလိုမျိုးတို့မိသားစုရဲ့အလှူတော်မင်္ဂလာပွဲကြီးကတကယ်ကိုမှကျေနပ်ပီတိဖြစ်စရာကောင်းလွန်လာပါတယ်။ဖခင်မပါဝင်တာတစ်ခုလည်းရှိပြီးကျန် ဲ့အရာအလုံးကိုတော့လိုအပ်ချက်မရှိအောင်ဖိုးဖိုးကြီးလူမိုးကဦးဆောင်ပြီးတော့မိမိရွံ့တီလူမိုးကလည်းတိကျပြင်ဆင်ဆောင်ရွက်ပေးခဲ့ပါတယ်မြန်မာနိုင်ငံရဲ့နာမည်အကျော်ကြားဆုံးမင်းသားကြီးနဲ့ပရိသတ်အချစ်တော်မင်းသမီးလေးတို့ရဲ့မျိုးဆက်သက်လေးဖြစ်တဲ့အတွက်တာလီလီယန်ရဲ့အရှင်မြို့အလှူတော်မင်္ဂလာပွဲကြီးကတော့အင်မတန်ခမ်းနားလွန်းလာပါတယ် ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအလေးမြတ်ထားကိုးကွယ်တဲ့ရွှေတကုံစီတော်ကြီးမှာရှင်မြို့အလူလဲခဲ့ပြီးကုသိုလ်ဒါနတွေတိုးပွားစေခဲ့ပါတယ်။အလူအခမ်းပွဲကိုတော့ Five Star အဆင့်ရှိတဲ့နာမည်ကျော်လောက်ထရီဟိုတယ်ကြီးမှာပြုလုပ်ခဲ့ပြီးတော့အပရိသတ်အားလုံးကိုထမေကျောင်းစီမောင်းတီးပြီးတော့အခမ်းကျူးမွေးခဲ့တာဖြစ်ပါတယ်။ဒီအလူကြီးပြုလုပ်ဖို့အတွက်မြမငွေကျက်သိန်းပေါင်းတောင်းချီအကုန်ကြခံခဲ့ရပြီမဲ့အလူတန်းရရောတဲ့မင်းသားကြီးလူမိုးတို့မိသားစုကတော့နှမျောမနေခဲ့ပါဘူးရှင်။ ်ဖြစ်နိုင်မယ်ဆိုရင်ဒီထက်မကကြီးကျယ်ခံရတဲ့ရှင်ပြအလူတော်မင်္ဂလာဝဲကြီးကိုတားငယ်လေးလျင်အတွက်ပြုလုပ်ပေးချင်တာပါတားငယ်လေးမှာဖခင်မြတ်တာမယားရှိနိုင်ပြီမင်းမိခင်ရဲ့အချစ်တွေအားလုံးနဲ့အတူအဖိုးဖွားတွေရဲ့မြတ်တာတရားတွေကိုပြည့်စုံနေအောင်ထိရရှိထားရဲဆိုတာသိစေခြင်းနဲ့အတွက်ကြောင့်ပါအခုဆိုရင်တော့အယွန်ဒီလိုမျိုးကလည်းအရင်လိုနောက်တားရစရာယူချင်မှုတွေမဟုတ်တော့တဲ့မှန်ကန်တဲ့ဘဝလန်းခီကိုရှောင်းလန်းပြီးတော့တားငယ်လေးအတွက်မိခင်ကောင်းကြောက်ဖြစ်အောင်ကြိုးစားနေပါပြီဖခင်ဖြစ်သူမင်းသားကြီးလိုမျိုးကတော့တိတဲ့လိမ်မာလာတဲ့တမိငယ်လေးနဲ့အတူမြေးလေးကိုပါအချစ်တီပုံအောင်ပေးထားပြီး ်အသက်ကြီးပိုင်းဘဝကိုပျော်ရွှင်စွာနဲ့ကောင်းမှုကုသိုလ်တွေပြုလုပ်ပြီးတော့ဖြတ်သန်းနေခဲ့ပါပြီ။အခုဆိုရင်တော့ဗုဒ္ဓဘာသာဝင်တွေအကျွဲ့အရေးကြီးတဲ့အရှင်မြတ်အလှူတော်ဘွဲကြီးကိုလည်းမြင်းငယ်လေးအကျွဲ့အကောင်းဆုံးပြင်ဆင်ပြုလုပ်ပေးခဲ့ကြပါသေးတယ်။ နောက်ပြီးမြေလေးလီယန်ရဲ့ဘဝတွတ်တဲ့အတွက်လည်းပညာတွေကိုအကောင်းဆုံးသင်ပေးသလိုအမှုပညာမျိုးဆက်ကိုဆက်ခံနိုင်မှုအတွက်လူမှုကိုယ်တိုင်ကလက်တွဲခေါ်ယူပေးနေခဲ့ပါတယ်။အရင်ကအရန်နာမည်ကြီးခဲ့တဲ့လူမှုခီးသွားနေသည့်အစီအစဉ်ကိုဂျပန်ပြန်လည်ရိုက်ကူးပြီးတော့ဒီတစ်ခါမှာတော့လီယန်လေးကိုလည်းဦးစားပေးပွဲထုတ်နေတာဖြစ်ပါတယ်။အလုတ်တေမအားတဲ့ဂျာရီကနေမိသားစုဆွေမျိုးတွေအားလုံးနဲ့တူတိမ့်တောင်းချီအကုံကြခင်ကရှင်မျိုးအလူတော်ပွဲကြီးကိုလည်းခန်းခန်းနာနာကြီးကိုပြုလုပ်နေခဲ့ပါပြီရှင်။ ်လူမိုးရိုမီတာစုရဲ့အခုလိုပုံရိပ်လေးတွေကိုကြွေမြင်ရတာကလောကကြီးမှာဘယ်သူတွေဘလောက်ပဲချစ်တယ်ပြောပါစေတကယ်တော့မိဘမြတ်တာလောက်မဖြူစင်နိုင်ဘူးဆိုတော့တွေ့မြင်စင်ရပါတယ်ပြန်လည်ရယူလို့စိတ်တွေမပောင်းဝင်ပဲတာသမီးတွေအတွက်အကောင်းဆုံးပေးဆက်ခြင်းနဲ့မိဘတွေရဲ့စိတ်သဘောထားကိုလူမိုးကတစင်တွေ့မြင်ရမှာဖြစ်တယ်လို့အခုဆိုရင်သမီးလေးယွန်းအကြည့်လူမိုးကပါမိခင်မြတ်တာတရားတွေနဲ့ကြူတာလေးကိုစောင့်ရှောက်နိုင်ပါပြီအစင်မပြေမှုတွေကြောင့်အိမ်ောင်ရေးပြုတ်ခွဲခဲ့ရပြီးတာလေးအတွက်ဖခင်ကိုလွတ်လွတ်လပ်လပ်ရပြီးမိခင်အဖိုးဖွားတွေနဲ့ကြူမိခင်မြတ်တာစိတ်အပြည့်နဲ့ကြိုးစား ပြီးတော့စောင့်ရှောက်နေပါတယ်ပရိသတ်ကြီးတို့ရောမင်းသားကြီးလူမျိုးတို့မိသားစုရဲ့ရှင်မြအလူတော်မင်္ဂလာပွဲကြီးကိုကြည့်ပြီးတော့သဘောကျခြင်းနဲ့ကြပါရဲ့လားရှင်။